得有笔嘛，不要大嘞，每个娃儿千年不让说嘞，个吧？不，每个明年呐，十块钱不到一千米，十八一不一样钱，千年啊就是话嘞，半年啊几年嘞，好嘛好嘛，你懂吧？The U.S.-China trade war means American beef, the star of the menu at this Texas-style smokehouse in Beijing, will soon be off the table. US beef is an unaffordable option after Beijing's 125% retaliatory tariffs on top of an existing 22%. Come May, diners at Home Plate BBQ will be tucking into beef ribs, brisket, and sausages, still done in the style of the American South, but mostly sourced from Australia. တရုတ် American အခွန်ကိစ္စကြောင့် American နွားတွေအရင်စီးကြီးွားတဲ့ကြောင့်ဒီ ပေကျင်းမှာရှိရဲ့စားတော့ဆိုင်ရအမေရိကန်အမေတောက်သူကဆာဖလော့ကမန်နျူးမှာအဲ့ရောဈေးကြီးွားတဲ့အတွက်ကြောင့်အမေရိကန်နွားကိုမကြွေးနိုင်တော့ပါဘူးအခုနွားသားတွေတွေ့ရတာကြတော့ဩစတြေးလျကယူထားတဲ့နွားသားဖြစ်ပါတယ်အဲ့ဒါကြောင့်ထွေဝေါအခုတိုးကောက်လာဆိုရင်စားတုံးတူကပေးရတယ်နော်အဲ့ရောစားတော့ဆိုင်ရတဲ့ စားသုံးသူကိုအများကြီးအများကြီး charge လုပ်မဖြစ်အောင် charge လုပ်မှဆိုရင်လာစားတော့မှာမဟုတ်အဲ့တော့ဈေးတက်တာတဲ့နေရာနေပြီးတော့တွားပြီးတော့မာပေါ့အခုဒီကိစ္စမှာဆိုရင် Australia နွား Australia နွားပို့ပြီးတော့ဈေးတက်တာပါတယ်ဟောအမေရိကန်နွားက quality အရန်ကောင်းတယ်အဲ့တော့ပလိတက်ရောဒီ trade war မှာအမေရိကန်နဲ့တရုတ်ဘယ်သူနိုင်မယ်ထင်ပါတယ် Operations Director Charles DePaulette says the switch to brisket from down under is 40% cheaper than continuing to buy American. Uh, once we deplete our stocks of that, we'll be switching fully over to Australian M5. We're pretty happy with it. it we still think it's the same taste and quality and flavour, uh, but we've had to switch just due to market pressures and the tariffs. Uh, stocks are low in China and the prices have doubled. Pork ဩစတြေးလျအမဲသားဟာအမဲကအမဲသားဟဲ့40ရာခလုံးပို့ပြီးတော့တက်တာတော့သူလက်ရှိရှိနေတဲ့အခုဆာလော့စ်မှာရှိနေတဲ့ stock ကုန်သွားမှာဆိုရင်ဆက်ပြီးတော့မဝဲတော့ဩစတြေးလျအမဲသားပဲဝဲတော့မယ်เนาะအရသာတဲ့တိတ်ပြီးတော့မကွာဘူးဒါပေမဲ့ဩစတြေးလျအများကြီးတက်တာ40%เนาะအဲ့တော့ဆက်ပြီးတော့ကြည့်မယ် double Pork isn't exempt either. He says their ribs will soon come from Canada. Even before. ဈေးနှုန်းကနှစဖြစ်သွားလို့အစကအမေရိကန်နှွားကအခုဆိုရင်ဈေးနှုန်းကနှစဖြစ်သွားဝတားအဲ့လိုပဲဝတားလည်းဈေးကြီးသွားတယ်အခုဆိုရင်ဝတားကိုကနေဒါစီးရမှာဟာကနေဒါနဲ့အမေရိကန်ဆိုတာ distance အတူတူပဲလေကနေဒါစီးရဝတားကိုမာမာဖြစ်ပါတယ်ပလေးလိုက်ရော စဉ်းစားမှာပေါ့โอเคအမေရိကစီကနွားသားတွေမှာတယ်အမေရိကစီကဝတ်သားတွေမှာတယ်အခုအခုအရင်ကြီးကအော်စတြေးလျအော်စတြေးလျစီကမှာတယ်ကလင်ဒါစီကမှာတယ်တရုတ်ပြည်မှာနွားသားတွေဝတ်သားတွေအလုံးလောက်မထုတ်နိုင်ဘူးလားဘလို့သဘောရပါတယ်ကိုမမှာရေးထားပါ Before the trade war began, American beef was expensive, partly because of shortages caused by years of dry weather. Those higher prices were already hard to swallow for consumers in China's weak economy. 偶尔吧? Local university student Yan says he eats imported beef once every few months because the taste is so good. So he doesn't mind forking out the extra cost once in a while just to experience it. 不同国家. ဒီလိုမျိုးထွက်ရောမဖြစ်ခင်အခုမကောက်ခင်တည်းကဈေးကကြီးပြီးသားနော်ဒါပေမဲ့စားလို့ကောင်းစားလို့ကောင်းတော့ तू အာတလတ်တစ်ခါတော့လာစားတယ်နော်ခဏခဏမစားနိုင်ပေါ့ဒါပေမဲ့စားလို့အရင်ကောင်းတဲ့ကြောင့်လာစားတာဖြစ်ပါလေပလိတိုင်ရောအမေရိကန်အမေတာစားမှုပါနော်အာစားမှုရယ်ဆိုရင်အရသာမလို့ရှိတယ်ကိုမအမှန်ရေးတာပါဆက်ပြီးကြည့်မယ် He also says that great flavor isn't exclusive to the US and that he's happy to try beef from anywhere. Home Plate BBQ's experience is being repeated across Beijing's restaurants. That's according to a beef supplier based in the capital who spoke anonymously because of the sensitivity of discussing tariffs.

လက်သမားရဲ့ဒုက္ခရောက်ပေါ့မွေးမြူတဲ့သမားရဲ့ဒုက္ခရောက်ပေါ့เนาะအခုစစကောင်းလေးကပြောတယ်အေးအမေကအမေသားအရသာကောင်းတယ်ဒါပေမဲ့တခြားဟာတွေကလည်းအရသာကောင်းတာပဲเนาะအဲ့ဒီတော့တခြားရဲ့ပြောင်းမှုရှင်းရှင်းဝင်းဝင်းမစင်ဆောင်เนาะပြောင်းမယ်လို့သူကပြောထားပါတယ်အဲ့တော့ဒီအောင်ကြည့်ကြည့်ကြပြဲဩစတြေးလျကပျော်တာပေါ့ဘာကြောင့်လဲဆိုတော့အမေကနဲ့ တရုတ်နဲ့ချတဲ့အတွက်ကြောင့်ဩစတြေးလျနွားလေပိုရောင်းပါလေကနေဒါဝတ်သားလေပိုပြီးတော့ရောင်းပါလေနော်ဒီမှာကြည့်တယ်မဆိုရင်တရုတ်နဲ့အမေရိကနဲ့ဘသူပိုရှုံးတဲ့ချိန်မှာလည်းကိုမမှာရေးတာပါ Tian Chenxu, a senior economist at the Economist Intelligence Unit, says China seems to be lowering its dependence on U.S. exporters. I think there is an additional layer, which is uh uh, China is uh, intentionally hitting the US farming sector, uh, which means that uh, US farmers will be very difficult to find uh, an exemption from China. Yeah, so you know, I think essentially the beef trade will be blocked. Yeah, and uh, I mean, Chinese importers or US exporters need to find something uh, alternative markets. He estimates across the board 80%. တရုတ်ပြည်ကအမေရိကန်ကိုနော်ဒီဖန်လောက်တာအားကိုးရအောင်တဖြည်းဖြည်းရှော့နေအဲ့ရောဒီတမင်တက်တဲ့နော်အမေရိကရဲ့နွားသားလေးဝတ်သားလေးနော်ပြီးွားရင်လေယာဆိုင်တဲ့ပစ္စည်းတွေကိုဘလော့လို့ကဘာကြောင့်လဲဆိုတော့အမေရိကလက်သမားတွေကိုဒိုက်ရိုက်ထိစေချင်လို့ဘာကြောင့်လဲသိတာဘာကြောင့်ဆိုတော့ President Trump ကို support လုပ်တဲ့လူအများစုကတော့တောင်းမာနေတဲ့လူတွေနော်လယ်တမားတွေများတယ်အဲရော့သူ့ရဲ့ supporter တွေကိုအဓိကထိကျင်းအပြည့် President Trump ကို PP ပြင်းပြင်းနှိမ့်ခေါ်ရတယ်အတူတူပဲနော်အဲ့ဒါဆိုရင်အခုဆိုရင် Australia ဝယ်ပြီးွားပြီဆိုရင် customer ကအေးအမေကပြန်ဝယ်ဖို့ဆိုတာမဖြစ်နဲ့တော့။ဘာကြောင့်ဆိုတော့အေးတခါ switch လုပ်ပွားရည်လေ။စရရင်စီးပွားရေးလုပ်ရဆိုတာ relationship ဆိုတာ switch မလုပ်ခင်ကအခိုင်အမာဆုံးပဲ switch လုပ်ပြီးသွားဆိုရင်ပြန်ပြီးတော့အမေကအမေသားရပြန်ပြောင်းဖို့ဆိုတာမလွယ်တော့ဘူးအားရဒီ trade war ပြီးရတာမှာအမေရန်လက်သမားတွေထိဖို့ဆက်ပြီးတော့ထိဖို့ကပို့ပြီးတော့ကျင်းနေပါတယ်သူ့ကိုဈေးကွက်အတိရှာဖို့လိုအပ်တော့မယ်အားရအမေရန်လက်သမားတွေဘယ်ဈေးကွက်အတိကိုရှာမယ်လို့ထင်ပါတယ်လေကိုမအောင်ပါရေးတာပါ something uh, alternative markets. He estimates across the board, 80% of US China trade is being hit by mutual tariffs. And he says that will only deepen the decoupling between China and the US in terms of trade. US in a eighty percent. No, lower, USA နဲ့တရုတ်နဲ့တိတ်ပြီးတော့ဆက်ဆံမှုရှိတော့မှာမဟုတ်ပါဘူးပဲသူကပြောပါတယ်အဲဒီတော့ဒီ trade war မှာတော့အဆုံးမှာတော့ဘလို့ဖြစ်မှန်းထင်ပါတယ်ပလိတ်တရုတ်ကိုမအောင်မရေးတာပါအဲအကြောင်းအရင်အရေးကြီး trade war ဖြစ်တဲ့ဆိုရင်နော်စားတော့စားရဲစစောလဲဓမာတွေအာပစ္စည်းတွေအားကိုးရတဲ့လူတွေကထိတာပဲနော်အဲအကြောင်းဒီတပ်ပူကောင်းတဲ့စီးပွားရပါတယ်ဒီတပ်ပူကောင်းစီးပွားရ stock investing နော်တလောက်အာ ရက်20လောက်ပဲလောက်ရတယ်။တရက်ကို2နိုင်3နိုင်တော့အေးစစ်စစ်တရက်ကို30ဒေါ်လာ30နဲ့စဆရာအဲ့လိုစခဲ့။စပြီးတော့အလုပ်ထွက်စရာမလိုနော်။ပတ်တိုင်းလေးလုပ်ရ30 30စစပြီးတော့ကျွမ်းကျင်ပါပညာကျွမ်းကျင်ပါလို့ဆိုရင်ဒီလိုမျိုးဆရာလိုမျိုးတသိန်းရဖို့ခင်ရပို့ပြီးတော့နှီးစက်လာပါပြီ။လူတိုင်းရမလားဆိုလူတိုင်းမရနိုင်ပါဘူး။လူတိုင်းရလည်းမကြိုးစားကြဘူး။အားကြောင့်အရင်ကြီးတကယ်ကြိုးစားခြင်းရှိရလို့စိတ်ထားကောင်းတဲ့လူတွေဆိုရင် stock investing call option put options advanced option day trading movement store လာတက်လို့ရပါတယ်ဘာကြောင့်စိတ်စိတ်ထားကောင်းလို့အရေးကြီးရတယ်ဘာကြောင့်ဆိုဒီပညာတက်သွားမှာဆိုအချိန်အများကြီးပို့လိုက်စိတ်ထားမကောင်းလို့ဆိုရင်မကောင်းတာတွေမစဉ်းစားဘူးမကောင်းအောင်လုပ်စိတ်ထားကောင်းလို့ဆိုရင်ကိုမီတာစုကိုပိုတိုးတက်အောင်လုပ်မယ်ပတ်ဝန်းကျင်တိုးတက်အောင်လုပ်မယ်နော်နိုင်ငံတိုးတက်အောင်လုပ်မယ်တိုးတက်အောင်လုပ်ပဲစိတ်တွေပိုများလာရတဲ့ကြောင့်အရန်အရေးကြီးနော်အချိန်တိုးတိုးတွင်းနဲ့အချိန်နည်းနည်းနဲ့ပတ်စံအများကြီးရခြင်းဆိုရင် တင်တဲ့တက်ချင်ဆိုရင် link တွေကို YouTube video description ပုံမှန်မှာရှိပါတယ်။ဒီနေ့ click နှိပ်ပြီးတော့ဒီနေ့တွင်းပြီးတော့တင်တဲ့ချက်ချင်းတက်လို့ရပါတယ်။ကြရာမျိုးပူကောင်းပါလားကြရာပူကောင်းလဲဆိုတော့ဆရာကနင် app from နင် app channel ကိုငါးလမ်းနီးလမ်းငါးလမ်းရှိရအဲ့ဒီဓာတ်ကြီးကသူအကြိုက်ဆုံးဒီပုံတွေကအရင်ကထိရောက်တယ်ကြရင်အဲ့လိုကြီး expert မဖြစ်ပေမဲ့ T บาเลมอัตรันพาดิวติชาไปไหนนั่นสิอาชอบรู้ว่ามองสิ Five words you pronounce wrong two years before your brain starts shutting down. Dement. ဟယ်လိုဆရာ CIS တော့ရှယ်ယာကလက်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIS အပေါ်တခါလေးမှဖမ်းနိုင်မှုပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစီမာစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ launching option အရင်နှင်းနည်းနည်းလေးနဲ့အမြင့်များများရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ် ကျွန်တော်ဆရာတင်တဲ့နေရာနဲ့ကလပ်ကွေးမှာ9,500မြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်တာပါလေအခုတော့အဲ့လိုမြရလိမ့်ဆရာရေးစဲကျေးဇူးပဲဒီညူယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရပဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နိုင်ကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်ပို့ အရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာကြီး မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘောကမှအများအများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်